ပရိသတ်များအားလုံးကိုကျမတို့ရဲ့ Boost Store Channel လေးကနေကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူမွန်မွန်ခိုင်ရေးသားထားတဲ့ဘူမားယုံဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါရရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like Subscribe လေးလုပ်ပြီးဘေးနား Notification ခေါင်းလောင်းလေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါရရှင်။ဒါဆိုရင်တော့ပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ။မမေတမိပိုင်းစာတယ်။ဟိုမှာလက်ပွေအိတ်တဲကိတ်ချောက်ရှိတယ်။တွားယူ ဖဲရရှုံရတယ်ကြားတယ်။တင်တင်လက်ဟောက်ထက်လိုက်တာကြောင့်ငါးနှစ်အရွယ်နုနယ်သေးတဲ့ပင်ကီလေးတယောက်မျက်ရည်ဝိုင်းသွားတယ်။ပင်ကီလေးကလောကကြီးအကြောင်းနားမလည်သေးတဲ့အရွယ်ပေမဲ့မမီနဲ့ဒေဒီတို့ပင်ကီလေးကိုဂယုမဆိုင်တာတော့ခံစားလို့ရတယ်။ဘိုက်ကအရန်ကြာနေတာမို့မမီလက်ပွေးအိတ်ထဲမှာကိတ်ချောက်လေးကိုစားလိုက်ရတယ်။ကလေးမို့စားဖို့ကလွယ်ရင်ဘာမှမတိရမို့စားစားနဲ့ကိတ်ချောက်ကိုနင်းငံစားနေရင်စေကကန်နဲ့လေချောင်းဝါမှာတင့်နေတယ်။အမမမမီ တင်တင်လက်ကဖဲချက်တည်းဟာလွှဲရင်ဘာဝမစိတ်ဝင်စားဟန်မပြပီကီလေးမှအသက်ရှူကြလာကပါဇက်တဲ့လက်ကိုထိုးသွင်းကအန်ချပြစ်လိုက်တော့တယ်။ပင်ကီညီဘာလုပ်လိုက်တာလဲ။ရောနာဟင်းဆလိတ်လက်ချာညာလေးရဲ့လက်တစ်ဖက်ကဖဲချက်တွေကိုကင်ကနီးရဲရဲနှကန်းသားတွေကိုအတင်းမဲ့ပြစ်လျက် လူမဲ့မဲ့ကလေးအားအထက်တန်းလွာအမျိုးသမီးတစ်စိုက်ကမစာမနာဝိုင်းပြောလေတယ်။တင်တင်လက်မှာမိမိသမီးကြောင့်ပြောလဲခံရ ရှုံးနာလည်းများနေတာမို့ဒေါသအကြီးအကျယ်ထွက်သွားတယ်။ပင်ကီထလိုက်စမ်း။နေ့ကိုစားပဲစားခိုင်းတာ။မနိုင်မဲအသေးစားရလား။တမီးဘိုက်စားလို့မေမေ။တွေ့စောင်းဟဲစောင်းဟဲ။တင်းတင်းလဲရဲ့ဒေါသအရှိန်နဲ့ခေါက်ထက်လိုက်တဲ့လက်စားကမသေးတာမို့ပင်ကီလေးခေါင်းတစ်ခုလုံးထူပူသွားကကလေးပီပီတဲအောင်ငိုလိုက်လေတဲ့။ကလေးငိုတာတော့ဘလူးစိတ်ဝင်နေတဲ့တင်းတင်းလက်မှာစိတ်ပြေသေးပုံမရပဲပင်ကီလေးလက်ကိုဆောင်ဆွဲလိုက်တဲ့ ်ထိုးနောက်တိုက်ခန်းတကားကိုဖွင့်လိုက်ကကဲငါဝိုင်းမပြီးမချင်းညအခန်းပြင်ပါနေပင်ကီလေးမှာမာမီတလောက်ဒေါသထွက်တဲ့ပုံစံမမြင်ဘူးတော့မို့ငိုရင်းအာသွားရတယ်တင်တင်လက်ကပင်ကီလေးအားတွန်းထုတ်ကတကားပြန်ဆွဲပိတ်လိုက်တယ်မိလက်ညီကလေးကိုလှုပ်တာမလွန်ဘူးလားဒီလိုလှုပ်မှမှတ်မှာကဲကဲပြန်ဆမယ်ညီမခန်းနေပြီမလားတင်တင်လက်ကဝင်ကြွားတဲ့ပုံစံနဲ့လက်မှာဝတ်ထားတဲ့ရွှေတွေများကိုတက်ချွတ်ချင်းမြောင်ပုတ်ပြလိုက်တယ် အေးဆေးပါကွာငါ့ကိုကပစ္စည်းတွေဖျောလိုက်ရင်ညီတို့ငွေသား၁၀000လောက်ရှိတယ်တဘောပေါက်ကောင်းပြီလေထပ်စားလိုက်ကြတာပေါ့ပြောရင်ဝိုင်းကိုပြန်စားလိုက်ကြတယ်တင်တင်လက်မှာပင်ကီလေးဆိုတာခေါင်းထဲမှာတတင်ကထုတ်ပြလိုက်တယ်ပင်ကီလေးတယောက်ဘုံမယုံလေးကိုကြည်ကြည်ပေါင်းစုပ်ကင်ထားရင်ဒူးလေးကိုတုတ်ကထိုင်ချလိုက်တယ်မိုးဆက်မိုးပေါင်များမကြမီမိုးရိပ်များဆင်းနေတာမို့ညနေ9:00ဆိုတာမှောင်မှောင်သေးပေမဲ့မောင်းနေတယ်လို့ရှိတယ် ပင်ကီလေးမှာထိုင်လိုက်ထားလိုက်နဲ့ဒူးတွေလည်းကြည်လာက ပြင်းလာတယ်လို့လည်းရှိတယ်။ကလေးများကအာယုံတစ်ခုကိုမိနစ်30ထက်ပို၍မစူးစိုက်တတ်တာကြောင့်တနာီနီးပါအခန်းအပြင်မှာတယောက်တည်းထိုင်နေတဲ့ပင်ကီလေးမှာကလေးအုံနောက်လေးနဲ့လှုပ်သည်မလှုပ်သည်မစင်စားနိုင်သေးခင်လူကလမ်းပေါ်ရောက်နေပြီ။ပါဇက်ကလည်းလက်ထဲမှာကြည်ကြည်ပအောင်စုပ်ကင်ထားတဲ့ဘုံမယုံလေးကိုပိုက်ရက်စကားတွေတွတ်တွတ်ပြောနေတယ်။"နင်ကကန့်ကောင်းတယ်သီလား။နင့်မှာမမီဒယ်ဒီမရှိဘူး။" ဒါပေမဲ့ဟောရီယာပိကီလေးရှိတယ်။နှင့်ကိုလည်းအများကြီးချစ်တယ်။အဖော်လည်းပြုတ်ပေးမယ်။ငါ့ကိုတော့ဘသူမှလည်းမချစ်ဘူး။ထမင်းလည်းမကြွေးဘူး။ပိကီလေးကကလေးညံလေးနဲ့ခံစားရသမျှအယုတ်လေးအားတိုင်ခံပြောတော်တယ်။အယုတ်လေးရဲ့ပြူးကျဲဝိုင်းဆက်တဲ့မျက်လုံးများကပိကီလေးတစ်ချက်လှူရှားလိုက်တိုင်းထောက်ခံနေတဲ့နဲ့မိလိုက်ဖွင့်လိုက်နဲ့လှူရှားရနေတယ်။ပိကီလေးမှဘုံမယုတ်လေးအားစကားတက်ပြောပြောနဲ့ရှောင်လာရ။လက်တစ်ဖက်ကမှအကင်ဆိုင်မြင်တော့ဘိုက်တက်စားလာလေတဲ့ မိပွားမှာအဆက်ပြအမိများအားငါးနှစ်အရွယ်ကလေးတယောက်အနေနဲ့နားလည်နိုင်စွမ်းမရှိတာမို့မိုင်းမိုင်မဲမဲပြက်ကူးချလိုက်တယ်။ထိုစဉ်မိစိမ့်သွားတာနဲ့ကားများရုတ်တရက်မောင်းထွက်လာရာရုတ်တရက်ကြီးလမ်းပြက်ကူးလာတဲ့ပင်ကီလေးကြောင့်ကားဘရိတ်အုပ်တံများစူညံသွားတယ်။ဟယ်လိုကိုကြီးဟယ်လိုတစ်ဖက်မှာလဲတင်တင်လက်မှာဝိုင်းကောင်းနေတော့ဖုန်းလာတာမို့ရုတ်တရက်ဖုန်းကချသွားတာကြောင့်ဟယ်လိုဟယ်လိုအဆမပြက်ထူးနေမိတယ်။ကဲမိန်းမကြီးဝိုင်းနာမယ်။ ဒီညနေ flight နဲ့ငါ့ကိုကြီးပြန်လာပြီအိမ်ပြန်ပြီးဘဲကလဲကြိုက်လဲရွေးထားကြသိပါတယ်နော်မိလက်ညီယောက်သားတင်မောသားထောတယ်ဆိုတာနူနူတင်မောသားမဟုတ်ဘူးကပ်တိန်မအခုလင်းရဆင်းဆိုကားတက်ကြီးနဲ့နော်အေးပါဟဲဝိုင်းသိမ့်ပါဆိုသိမ့်ပင်ကီလေးစိတ်ဆိုးနေလောက်ပြီးတွားချုံအေးဟာငါသမီးလေးငါရှုံးလို့နည်းနည်းထွေသွားတာအားလုံးသိမ့်စီးပြီးတာနဲ့အခန်းတကားကိုဆွဲဖွင့်လိုက်တော့ပင်ကီလေးမရှိတာမို့တင်တင်လက်မျက်လုံးပြူးသွားရတယ်။သမီး င်ကီမမ္မီကိုစိတ်ဆိုးနေရလားဘမပုန်းနေရလဲထွက်ခဲ့နော်ဒယ်ဒီလာပြီပင်ကီရဲ့တင်တင်လက်နှုံးမှလဲတပွားပွားအော်ရင် လိုက်ရှာတယ်လို့သူမအပေါင်းပါများလဲလိုက်ရှာပေးကြတယ်ထိုစဉ်တင်တင်လက် လက်ကင်ဖုန်းလေးကထက်မီလာတယ်ဟယ်လိုကိုကြီးလက်တို့အိမ်မှာစုံကြမယ်လေရှင်ကားတိုင်းမှုဖြစ်လို့ဟုတ်လားတေးတေးတော့တယ်ဟုတ်လားနေရာပြောလက်ခုလာခဲ့မယ်တင်တင်လက်မှာကိုကြီးပြောတဲ့နေရာအောင်မှသားက င်ကီလေးကိုရောမေ့သွားကကားကိုအစီနဲ့ဖြစ်ရစီ အမြန်မောင်းလိုက်လေတဲ့တင်းတင်းလဲရောက်တော့ရဲကားတွေရှုပ်ရှက်ခန့်နေတယ်မျက်နှာကိုလက်ပွားနဲ့အုပ်ကခေါင်းငိုက်ဆိုင်ကျနေတဲ့ကိုကြီးအားတွေးလိုက်ရတယ်ကိုကြီးတွားပြီလက်ကိုကြီးထောင်နှန်းဆန်ရတော့မယ်ကိုကြီးတိုက်တာမဟုတ်ဘူးမလားတပတ်ကလာတိုက်တာမဟုတ်လားမဟုတ်ဘူးကိုကြီးလက်ပြက်ကူးလာတဲ့ကလေးလေးကိုတိုက်လိုက်တာကိုရောသမီးရွယ်လေးရှင်သမီးလေးအရွယ်ဟုတ်လားကလေးအဲ့ကလေးရရော့ ဟိုမှာအလောင်းတည်သွားတော့မယ်။နေနေကြပါအောင်ကျမကြည့်ပြရစီ။တင်တင်နဲ့အလောင်းတည်ဆောင်ရန်ထွက်ခါစားပြုနေတဲ့ကားစီပြေးလိုက်ရ။ခြေကတစုံတစ်ခုကိုတိုင်မိတယ်။ရုတ်တရက်ကောက်ယူလိုက်တော့သမီးလေးနဲ့မကွဲမကွာရှိနေတတ်တဲ့ဗိုလ်မယုံလေး။သမီးပင်ပင်ကီလေးတင်တင်နဲ့အယုတ်ကိုအယောင်ယောင်အမားမခိုင်းထားကတွေးများပေးချက်လေးရှိတဲ့အလောင်းအားကြည့်ရင်တွေးပြတ်သွားရတယ်။သမီးလေးမဟုတ်ဘူးမဟုတ်ပါစေနဲ့။လက် လက်ဘာဖြစ်တာလဲကိုကြီးဒါဒါလက်တော့သမီးလေဘာဘလို့သမီးကဘယ်ကနေဘလို့လက်နဲ့အတူမဟုတ်ဘူးလားလက်သမီးလေးပြောင်းလို့ရှာရင်ကိုကြီးဖုန်းလာတာနဲ့အာငါသမီးလေးတင်တင်လေးရဲ့ယောက်ျားဦးထဖုန်းချိန်မှာသွေးအလိမ့်လိမ့်နဲ့ကလေးမလေးရဲ့မျက်နှာမှာသွေးများအားလက်နဲ့တုပ်လိုက်ကဟုတ်တယ်ဒါပင်ကီလေးသမီးတယ်ရီသမီးလေးဦးထဖုန်းချိန်မှာအစည်းအဝေးဖြစ်တုန်းကမိမိကားရှိတိုးတဲ့ဒီကလေးကြောင့် ထောင်ကြအမေကိုတွေးမကြည့်ရခဲ့သမျှအခုတော့မိမိသမီးလေးဆိုတဲ့အတီးကြောင့်တွေးပြတ်တယ်လို့ခံစားလိုက်ရတယ်။သမီးလေးကိုလည်းဆုံးရှုံးမိမိလည်းထောင်ကြမှုကလေးတယောက်တောင်မထိန်သိမ့်နိုင်နဲ့ဒီမိမမျက်နှာကိုလည်းမကြည့်ချင်တော့။ကဲကျုပ်ကိုဖမ်းကြပါတောင်းဝင်ရှိတယ်လို့ဆောင်ရွက်ကြပါတော့ဗျာ။ကိုကြီးမိမျက်နှာငါမကြည့်ချင်တော့ဘူးတင်တင်လိုက်။မနေ့ပြန်ကွာရှင်းစာချုပ်တစ်စုံနဲ့ငါစီလာခဲ့။ကိုကြီးရဲ့ဥထဘုံရှိအားတာဝေရှိသူများကလက်ထိတ်ခတ်လိုက်ကား တပတ်စီညံ့၍ခေါ်ဆောင်သွားကြတယ်။ပင်ကီးလေးအလောင်းတင်နဲ့ကားမှလည်းထွက်ခွာသွားရမှာတင်းတင်းလမ်းမှာဗိုလ်မယုံလေးတယုံနဲ့အယူတယောက်လိုကြံခဲ့လေတယ်။မမမီကိုခွင့်လို့ပါသမီးရဲ့မမီနောက်ဆက်မလိုက်ခဲ့ပါနဲ့တင်းတင်းလမ်းမှာဗဇက်မတတို့တို့ပြောရင်ဗိုလ်မယုံလေးအားလမ်းဘေးအမိုက်ပုံးနဲ့လွှင့်ပြခဲ့လေတယ်။ဒီရုပ်ကတတလက်အားတစ်ချိန်လုံးခြောက်လန့်နေတယ်ပြီးတော့သူမရောမျက်လုံးစိမ်းများနဲ့အညိုတကြီးကြည့်တတ်သေးတယ် ညာညာဆို သူမဘေးနာရောက်ရောက်လာက နာနာကဲ၍တခုခုလာပြောလေတဲ့မာမီကိုမုန်းနေတဲ့ခုတင်တင်လက်ဒီအယုတ်လေးကိုလွှတ်ပြလိုက်ပြီးဖြစ်တယ်ချစ်ပါတယ်ဆိုတဲ့ကိုကြီးကလည်းသူမကိုစွန့်ပြလိုက်လေပြီခုဘုံမရုပ်ကိုလည်းသူစွန့်ပြလိုက်ပြီးဖြစ်တယ်ကိုကြီးကကြွားရှင်ပြီးလက်ရှိနေတဲ့တိုက်ကလွှဲရင်ဘာမှမပေးတာမို့တိုက်ကအရင်ကလေးကပေါင်ထား၍အပေါင်ဆုံးသွားရာအရင်သူမတို့ဖဲဝိုင်းစုဝေးရိုက်ရာဖြစ်တဲ့တိုက်ခဲဟောင်းကြီးမှာပြောင်းရွှေ့နေလေတဲ့ တီတီလက်မှာအတွေးမြောက်ကိုဖြတ်တော့ကခြေလက်ကိုကတ်တွတ်လှမ်းလိုက်တယ်။မမီမမီဟင်မလိုက်ခင်းနဲ့တီတီလက်မှာနားနဲ့ဖက်ပရင်တိုက်ခန်းရှိရာအပြေးလာခဲ့တယ်။ခြေတန်နဲ့သမီးလေးရဲ့ခေါ်တန်နဲ့ဝေးရပြေးလာရင်တိုက်ခန်းလီကအာမမောနိုင်မပန်းနိုင် ပြေးတက်နေမိတယ်။ထို့နောက်တကားကိုဖွင့်ဝင်လိုက်ကကြက်ချလိုက်၍တကားကိုမီးရင်အပန်းဖြေလိုက်တယ်။မမီမမီသမီးပိုက်စားတယ်။တွားပါသမီးရဲ့ မမီတောင်းပန်ပါတယ်။မမီမမီတင်တင်လက်အာကနေအော်ကမိဖို့ကြောင့်နဲ့ဝင်၍ဒါတက်ချောင်းယူကတကားဆွဲဖွင့်လိုက်တယ်။သူမအမိုက်ပုံးစီလွှင့်ပြလိုက်တဲ့ပုံမယုတ်လေးကအခန်းဝမှာဖြစ်တယ်။နေ့ကိုတတ်မယ်။ပြောရင်ပုံမယုတ်လေးကိုခုတ်ပိုင်းပြလိုက်ရအပိုင်ပိုင်ပြက်နေတဲ့အယုတ်လေးမှတခိခိရည်တံများထွက်လာက သွေးများလည်းထွက်လာလေတဲ့။အာမရည်နဲ့ထို့နောက်အိမ်ထဲပြန်ဝင်လာကရည်တံနေနဲ့ဝေးရပြင်း ခေါင်မိုးတက်သူရောက်လာခဲ့တယ်။မမီ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 ဆိုတဲ့အတန်ကနားစီကိုဆူဆူရှာရှာရိုက်ခတ်ကခုနအပိုင်ပိုင်ပြက်နေတဲ့အယုံလေးမှာသွေးများမြေမကောင်းအောင်ပေလျက်သူမစီတလန်းချင်းရှောက်လာနေတာမို့တည်တင်လက်မှာနားနဖက်အပိတ်လျက်မိုင်းမိုက်ကန်ကန်မင်းခေါမိုးထမခုံချလိုက်လေတော့တယ်မနယ်လေးတော့တိုက်ခန်းအောင်၌သွေးရိုင်ထဲတွင်အသက်ပြောင်းနေတဲ့တင်တင်လက်အားရက်ွက်သေးရှိလူများတွေ့လိုက်ရတယ် တင်တင်လက်ရဲ့ဘေးမှာတော့ပုံမယုံလေးပင်ကီလေးဟုံမဟုံဆိုတာကတော့တင်တင်လက်သာ အစီဆုံးဖြစ်ပါတော့မယ်ပရိသတ်များရှင်ဇလန်းလေးရတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်